ော့တာယာဇာနဲ့တွေ့ထိုင်တဲ့ဒုက္ခတွေကိုတန်းပြီးတော့မေ့တာပဲဒါကြောင့်ဗမောခကျုပ်စလိုကြီးရဲ့တရားတစ်ပုဒ်ထဲမှာဥစဉ်တွေ့ရတယ်ပုံပုံတော့အမှတ်ကိုမရှိဘူးတဲ့ဆိုရဲ့သူကသူပြောတာသိလားနော်ဝေဒနာတွေယောဂတွေဖြစ်လာပြီဆိုရင်တော့နောက်တရားအထုတ်ဖို့တံဝေကရရတယ်ပေါ့အကုန်ပြောက်သွားပြီဆင်းပြေးသွားပြီဆိုရင်လည်းဘယ်ရောက်တော့မှမသိဘူးပေါ့အမှတ်ကိုမရှိဘူးတဲ့ဆိုရဲ့သူကသူပြောတာနော်ဟုတ်လားအဲဥစဉ်တို့တွေလည်းပဲဆိုတော့ဤတောင်အဲ့လိုဆိုမှတော့နော်တခါတော့မှတော့ဥစဉ်တို့တွေလည်းပဲ အလိုတဲကပဲဖြစ်ဖို့မများဘူးလားเนาะဒုက္ခတွေ့လာပြီဆိုမှသူတော်တရားကိုအမှန်ရကြအောင်ဒါကြောင့်တခါတခါဒုက္ခကတော်တော်တန်ဖိုးရှိတယ်လို့တော့ဥစဉ်ကထင်တယ်ဟုတ်လားဆိုင်ဆရာကြီးတယောက်ရေးတာရှိတယ်ဒေါက်တာသိန်းလွင်တော်တော်သဘောကျတယ်ငယ်ငယ်တုန်းကဖတ်ရတာပါမကျမ်းမာခြင်းတည်လက်တပါးတဲ့ဆောင်းပါးကောင်းစဉ်ဟုတ်လား အဘနဲ့ဟာတော့ဆိုဖတ်ကြည့်တာတကယ်ဟုတ်တယ်ဗျာဥစဉ်ရထောက်ခံတယ်သူ့အယူဆတော့သူကမရေးထားတော့ဆိုတော့သူကျမ်းမာရေးကောင်းနေရင်နဲ့များသောအားဖြင့်လူမှုရေးကိစ္စတွေနဲ့ရှုပ်ထွေးပြီးတော့ဘာဘာသာရေးဘာတရားမှအမှတ်မရဘူးတဲ့မကျမ်းမာဘူးဆိုတော့မှအခြေအနေရတဲ့စာတွေဖတ်ဖြစ်တယ်တဲ့ကောင်းတာလုပ်ဖြစ်ဘူးနဲ့မှလည်းမတွေ့ရဘဲနဲ့သူ့အတွက်ကတော့မကျမ်းမာခြင်းဟာအလွန်ကောင်းတဲ့လက်ကြီးပါလို့ရှိရလက်ခံလားမသိဘူးနော် ဒါကြောင့်ဘေးသက်ပေါင်းတဲ့တော်တို့ကျမ်းမာခြင်းဒီလက်တပါးဆိုတာတော့ကျမ်းမာရေးကောင်းလို့ကောင်းပုံကိုအရေးကြီးပုံကိုမြတ်စွာဘုရားဟောထားတာဒါအလွန်မှန်ပါလေသို့သောပုထုရှင်တို့ရဲ့တဘာဝအစဉ်ပြေးနေလို့ရှိရင်သူတော်ကောင်းတရားကိုမေ့နေတာပဲများတယ်။နောက်အစဉ်မပြေမှုနဲ့တွန့်ပို့မှတရားဓမ္မတို့အရှင်တို့တွေကရှေ့ကိုနည်းနည်းရောက်တာ။ဦးစိန်နဲ့ကိုကိုဆိုရင်တော့သွားဖို့အလုံးကိုခက်တဲ့ခကြီးပဲဒီခကြီးကဟုတ်လားအခုပဲရောက်သွားပြီတော့စကားတွေက နော်သုဘဘာသာမင်းသမီးကဘာဖြစ်သွားလဲတော့ဒုက္ခတွေမေ့သွားပြီဟုတ်လားသူအရှင်ပြေတာကိုတွေ့ရတဲ့ခါကျအရှင်ပြေတာကိုမေ့သွားပဲတကယ်တမ်းကဘဝမှာအရှင်ပြေတာနဲ့မပြေတာတွေဟာရောနေတာအရှင်ပြေတာကိုမစွန့်နိုင်သေးသမျှအရှင်မပြေတာကိုလည်းပဲသိပိတ်ထားရမှာပဲဒါနားလည်ဖို့လိုတယ်နော်အရှင်ပြေတုံးတော့ပြုံ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 နဲ့အရှင်မပြေမှမဲ့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 ဒါသိအထိပဲမရှိဘူးဟုတ်လားအရှင်မပြေတဲ့အချိန်မှာမဲ့ဖို့ကြံရင်ဩအရှင်ပြေတော့ငါအများကြီးပြုံးခဲ့တာပဲထေလိုက်ဖို့ကောင်းတယ်ဟုတ်တယ်မို့လား ဒါကြောင့်မိသက်ပေါင်းသူတော်ကောင်းတို့တုပ်ပဝါတာရဲ့အဲ့ဒီအဖြေကိုမြတ်စွာဘုရားကဘလောက်ဓမ္မတန်ဝေကရမလဲဘောအဲ့ဒီအချိန်မှာမြတ်စွာဘုရားကသောတနာဦးဇင်းမပြောသေးဘူးဆိုတဲ့ဂါထာလေးကိုဥဒန်းကျူတာအလွန်ကောင်းပါတယ်အဲ့ဒီဥဒန်းဂါထာလေးဒါကြောင့်မကြမကြလည်းပြောပြတယ်အဲ့ဒီဥဒန်းဂါထာလေးကိုအာတာတံတတရူပေနပိယရူပေနအပိယဒုက္ခဒုက္ခတရူပေနပမတ္တမတိဝတ္တိတဲ့တူတူလေးဂါထာလေးလေးပါးတာအတိပဲအလွန်ကောင်းတယ် ိဗေဘာပြောတော့ဆိုတော့အတာတံတာတရူပေနတာယာဘွယ်မဟုတ်တဲ့လောကကြီးကတာယာဘွယ်ရလိုလိုနဲ့ပမတ္တမတိဝတ္တတိမေးလျော့နေကြတဲ့တတ္တဝါတွေကိုလွှမ်းမိုးဖြည့်ဆည်းနှိပ်စက်ထားတယ်တဲ့သုံးချက်ပြောမှအဲ့ဒါတစ်ချက်ပဲနော်တာယာဘွယ်ရမဟုတ်တဲ့လောကကြီးကတာယာဘွယ်ရလိုလိုနဲ့မေးနေကြတဲ့တတ္တဝါတွေကိုလွှမ်းမိုးဖြည့်ဆည်းထားတယ်တဲ့အတ္တတံတာတရူပေနပိယရူပေနအပိယံ ချစ်ခင်နှစ်သက်ဖွယ်ရာမဟုတ်တဲ့လောကကြီးကချစ်ခင်နှစ်သက်ဖွယ်ရာလိုလိုနဲ့ပမတ္တမတိဝတ္တတိမင်းလျော့နေရတဲ့တတ္တဝါတွေကိုလွှမ်းမိုးဖြည့်ဆည်းထားတယ်ဒုက္ခဒုက္ခတုပိနဆင်းရဲတဲ့လောကကြီးကချမ်းသာလိုလိုနဲ့ပမတ္တမတိဝတ္တတိမင်းလျော့နေရတဲ့တတ္တဝါတွေကိုလွှမ်းမိုးဖြည့်ဆည်းထားတယ်တဲ့ဒါတရားဓမ္မတို့ဥယျာဉ်တို့ကိုတတိပြောနေတဲ့စကားပဲဟုတ်လား တကယ်တကယ်လောကကြီးကပါရပွဲမရှိဘူးဆိုတဲ့သဘောချစ်ခင်စရာမရှိဘူးဆိုတဲ့သဘောချမ်းသာဒုက္ခမရှိဘူးဆိုတဲ့သဘောကိုလည်းတခါတည်းအတိဘယ်ကတက်ရောက်ပြီးစားဟုတ်လားဒါမဲ့လို့ကိုကမေ့နေမယ်ဆိုရင်တော့အဲ့ဒီตาရပွဲမဟုတ်တဲ့လောကကြီးကပဲကိုယ်စိတ်ထဲမှာတော့ဘလို့ဖြစ်နေတော့အာရပွဲရာကြီးဖြစ်နေတယ်အာယုံရဲ့လှည့်စားမှုကိုကိုဟာအကြီးကျယ်ခံရတယ်ဘာကြောင့်ခံရတာတုံးဆိုတော့အဓိကကြားတဲ့တော့ကြဲကြတဲ့စကလုံးကပမတ္တာမတိဝတ္တိပဲမေ့နေလို့လွှမ်းမိုးဖြစ်ရတာကိုခံရတာ အလွန်အနှစ်သာရရှိတယ်တူတူလေးနဲ့ထိမိအောင်ပြောနိုင်တယ်ပေါ့ဟုတ်လားတာယာပွဲမဟုတ်တဲ့လောကကြီးကိုတာယာပွဲလို့ကိုယ်စိတ်ထဲမှာထင်သွားတာဘာကြောင့်လဲလို့မေးရင်တတိမရှိလို့ပြောနေတာကအဲ့ဒါပဲချစ်ခင်စရာမဟုတ်တဲ့လောကကြီးကချစ်ခင်စွဲရလို့နဲ့ကိုယ်ကိုလှည့်စားပြီးတော့ချစ်ခင်မှုတွေဖြစ်သွားအောင်ကိုယ်ကိုနှိုးဆော်နေတယ်လို့တိုက်တွန်းနေတယ်လို့လှည့်စားနေတာဘာကြောင့်ကိုယ်ခံရတာလို့မေးရင်တတိမရှိလို့ပပတံမတီဝတတိပဲဟုတ်လား ဆင်းရဲတဲ့လောကကြီးကချမ်းသာလိုလိုနဲ့ကိုယ့်ကိုနှိပ်ဆက်တယ်လွှမ်းမိုးတယ်ဖိစီးတယ်ဆိုတာဘာဖြစ်လို့တော့ကိုယ်မှာတတိမရှိတော့တတိမရှိတော့ตาရပွဲမရှိတာကိုလည်းမသိတော့ဘူးချစ်ခင်ပွဲမရှိတာကိုလည်းမသိတော့ဘူးချမ်းသာမှုမရှိတာကိုလည်းမသိတော့ဘူးตาရပွဲမဟုတ်တာကြီးကိုပဲตาရပွဲလို့ထင်သွားရောချစ်ခင်ပွဲမဟုတ်တာကြီးကိုပဲချစ်ခင်ပွဲရာလို့ထင်သွားရောနော်ဆင်းရဲတာတွေကိုပဲချမ်းသာတွေလို့ထင်သွားရောအုံးချက်ပြောတာနော်မြတ်စွာဘုရားက ။ตายาဘွယ်၊ချစ်ခင်ဘွယ်၊ချမ်းသာဘွယ်။တကယ်တမ်းကအဲ့ဒီသုံးချက်ကလောကမှာမရှိဘူး။သို့တော်လည်းပဲကိုကမေ့နေတဲ့အခါကျတော့အဲ့ဒီမရှိတဲ့တရားတွေကပဲအဲ့ဓာတွေရှိတယ်လို့လို့နဲ့ကိုကိုလှေစားသွားတာ။ကိုကအလိညာခံရအောင်။အာယုန်တွေရဲ့လိညာမှုကိုခံရအောင်။ဒါလူငယ်တွေနားလည်အောင်ရှင်းရှင်းပြောရအောင်။ကိုကအနုတ္တိယမကင်းသေးတဲ့အခါကျတော့တတိလည်းမရှိဘူးဆိုလို့ရှိရင်အာယုန်တွေကကိုယ်ကိုလှေစားမှာ နော်ဆရာကြီးဥရွှေအောင်ရေးထားတဲ့ဆောင်းပါးတစ်ပုဒ်ရှိတယ်။အာတဝိဣမာယာရှိကံဆိုတဲ့ဆောင်းပါးလေး။ဖတ်ကြည့်စီခြင်းတော့ဆရာကြီးကတော့အဆင့်ကတော့ခက်မြင့်မြင့်လေးတွေရေးရေးတာပေါ့နော်။တချို့လည်းပဲဦးဇင်းတို့ဖတ်ကြည့်တယ်။ကောင်းကောင်းနားမလဲတာလေးလည်းရှိပါတယ်။အဲ့ဒီအာတဝိဣမာယာရှိကံမှာပါရေးထားတော့ဆိုတော့ပုံမြင်နေတဲ့မှာရှိကံတစ်ပုဒ်ရဲ့ရှိကံတစ်ခုရဲ့အကြောင်းကိုဗမာပုံမြင်ထဲမှာပြောထားတာရှိတယ်တဲ့။အဲ့ဒီရှိကံကအလွန်စွမ်းတယ်ပေါ့။ ောက်ဘူကြီးဟိုတွေဘာတွေခုံချလိုက်လို့ရှင်အသက်20အရွယ်လေးတန်းဖြစ်သွားတယ်။အမေကြီးဟိုတွေဘာတွေအသက်ကြီးတဲ့လူတွေခုံလိုက်ရင်ခုံချလိုက်ရင်16 16နှစ်သမီးအရွယ်တန်းဖြစ်သွားတယ်။ရေကန်ကစွန်းတော့အဲ့ဒီမှာကြားလာတဲ့တတ္တဝါတွေအကုန်လုံးအဲ့လိုပြောင်းလဲပြင်နိုင်တဲ့အစွမ်းရှိတယ်ဟုတ်။အခုအာယုန်တွေကလည်းပဲပင်ကိုကသူတို့ဟာတရက်မဟုတ်ဘူးတက်ရှိမဟုတ်ဘူးပုံကိုတတ္တဝါမဟုတ်ဘူး။သို့တော့သူတို့ကမြင်လိုက်တာနဲ့ကြားလိုက်တာနဲ့ မြင်လိုက်ရကြားလိုက်ရတဲ့ပုံကိုယ်တွေရဲ့စိတ်ထဲမှာတက်ရှိတယ်လို့ထင်အောင်တရက်တယ်လို့ထင်အောင်ပုံတရံတယ်လို့ထင်အောင်သူတို့ကဘာလုပ်နိုင်လဲလှည့်စားနိုင်တော့ဆရာရဲ့အဲ့ဒါကိုဥမာပေးတာအဲ့ဒါကိုယ့်ရဲ့အတွင်းစိတ်မှာအနုတရလည်းမကင်းသေးဘူးတတိပညာလည်းမထားနိုင်အဲ့လိုဆိုရင်အာယုန်တွေကမဖြစ်မှာတော့လှည့်စားသွားမှာအဲ့တော့အာယုန်ကတော့သူကလည်းစောစောပြောသလိုသူ့အလုပ်ပဲသူလုပ်မယ်ပေါ့နော် တကူကလှည့်စားတာမခံနိုင်ဘူးလိမ်ညာတာကိုမခံနိုင်ဘူးဆိုရင်ကိုဘာလုပ်ရမလဲတတိရှိရမယ်哦အဖြေကအဲ့ဒါပဲဘာကြောင့်ချစ်ခင်ခြင်းနှစ်သက်ခြင်းတွေဖြစ်နေတာတုံးလို့မေးရင်တတိမရှိလို့အမှန်မသိရလို့ဖြစ်ရတာတတိမရှိတော့ဖြစ်နေတာကတစ်မျိုးထင်နေတာကတစ်မျိုးလွဲသွားအောင်ဘာကြောင့်ချစ်ခင်မှုဖြစ်ရတယ်လဲဆိုတော့အဖြေကိုသိရင်အဲ့ဒီချစ်ခင်မှုမဖြစ်ခြင်းဘူးဆိုရင်ဘယ်လိုလုပ်ရမလဲဆိုတာကိုပါတန့်ပြီးတော့မသိဘူးလားသိတာအောင် တတိပရှိရင်မှားယွင်းပြီးတော့ချစ်ခင်မှုတွေဖြစ်မယ်။အဲ့လိုဆိုရင်ချစ်ခင်မှုမဖြစ်ခြင်းမှုဆိုရင်တတိရှိပြီးတော့အမှန်တရားကြိုးစားရမယ်ဒါပဲ။ဟုတ်တယ်မဟုတ်လား။ဒါကြောင့်ပေးတဲ့ပေါင်းသူတော်တို့တတိထားတဲ့လုပ်ငန်းစဉ်ကိုဒီမြင့်မြတ်တဲ့လုပ်ငန်းစဉ်ကိုကြိုးစားနေရဆိုတာအဲ့ဒီဒုက္ခရဲ့မူရင်းကြတဲ့အကြောင်းတရားချစ်ခင်နှစ်သက်မျက်နှာကိုလောဘကိုတဖြည်းဖြည်းနဲ့နှေးပါအောင်ကြိုးစားတော့ဘယ်လိုနည်းနဲ့ကြိုးစားအောင်ဆိုအမှန်တိတဲ့နည်းနဲ့ကြိုးစားရအောင်။နောက်တတိရှိရင်ရှိသလား ဒီယုတ်တ္တန္တသဘာဝတရားတို့ရဲ့အခြေအနေမှန်ကိုကိုနားလည်နိုင်မယ်ဗောအခြေအနေမှန်ကိုနားလည်ရင်နားလည်သလောက်နော်ချိခင်မှုနေတမှုမျက်နှာမှုတွေကိုလျှော့ပါလို့ပြောကြရမလို့လျှော့ပါလို့ပြောလို့လည်းပဲလျှော့သွားမယ်အနေထားမရှိဘူးသူ့အကြောင်းတရားနဲ့သူ့လာအောင်အမှန်မြင်လို့ရှိရင်အလိုလိုလျော့မှာပဲအမှန်မမြင်ဘူးဆိုရင်တော့ဘလို့တွေပဲပြောနေနေလျော့မှာမဟုတ်ကိုဘလောက်လျော့ခြင်းလျော့ခြင်းလျော့မှာလဲဟုတ်